ိုပိုင် Telegram Channel ထောင်ထားသူတွေရှိကြတာတဖက်လူမင်းမျက်နှာတွေကို Auto စာပို့ဖြေကြပေးမယ် Telegram ဘော့အကြောင်းကိုကြားဘူးကြတာမသိဘူးကိုက24နာရီအချိန်ပေးနေစရာမလိုဘဲနဲ့ reply တွေကိုအဖြေတွေကိုကြိုပြင်ထားလိုက်ရုံပါပဲဗျဘယ်အချိန်လာမင်းမေးတဲ့သူက cloud လေးတွေနှိပ်ပြီးကိုတိုင်းလုသွားလိုက်ရုံနဲ့ရတာမျိုးပါဒီမှာဆိုရုပ်ရှင်ကား Channel ပေါ့နော်အဲဘယ်တော့ကဗီဒီယိုကြည့်နေတာလဲဘာဇလန်းကိုကြည့်မလဲအာရွေးလိုက်အောင်ပဲပေါ့နော်အဲပြီးရင် အာခုလိုမျိုးအပိုင်းတွေသူပြန်ရွေးခိုင်းမယ်အဲ့ခါကျရင်ကိုကြည့်ချင်တဲ့အပိုင်းကိုအာနှိပ်လိုက်တပတ်ကနေမှသူကအဲ့ရဲ့ဗီဒီယိုဖိုင်ကိုပြန်ပို့ပြီးတာမျိုးပေါ့နော်ဘောဆိုတာကလူမလူပဲနဲ့အလိုလျောက်ဖြေချပေးတာအော်တိုပို့ပေးတာမျိုးပြောတာပါဒီလိုနီးပညာမြင့်တဲ့ Telegram ဘော့ကိုအပြင် service တွေကိုကြေးကြီးပေးပြီးတော့အဲ့နေစရာမလိုပဲနဲ့ကိုယ်တိုင်ဖန်နီးနိုင်မယ် Telegram ဘော့ဖန်နီးနည်းလေးအကြောင်းကိုကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာပါ Telegram မှာ ဖို့ father ဆိုပြီးတော့ရိုက်ချလိုက်ပါအခုလိုကြားလာလို့ရှိရင် step ကိုနှိပ်လိုက်မယ်ခုလိုသူက auto စပြပါမယ်ကျွန်တော်တို့ကကိုပိုင်ဘော့တစ်ခုဖန်ပြီးမှမို့လို့ new boat ကိုနှိပ်လိုက်ပါကိုဖန်ပြီးချင်းနဲ့ဘော့နာမည်ပေးခိုင်းပါတယ်သူပြန်ဖို့တဲ့ message အကုန်လုံးကို copy ထားလိုက်ပါမယ်ဗျပြင်ပြန်ထွက်ပြီးတော့ many ball ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ်။ပေါ်လာပြီဆိုလို့ရှိရင် step clock လေးကိုနှိပ်လိုက်မယ်။ကျွန်တော်က english ကိုရွေးလိုက်တယ်။ a ball နှိပ်လိုက်မယ်။သူပြန်ပို့တာဆိုတော့ကျွန်တော်တို့လိုပြီးသားပေါ့နော်အဆင့်တွေကိုလုံဖို့အတွက် step by step ပြန်ပြီးပြောပြပေးထားတာပေါ့နော်။အဲဒါမဲ့ကျွန်တော်တို့က copy လာပြီးသားဆိုတော့ i've copy ကိုနှိပ်လိုက်မယ်။အဲပြီးရင် page ချပြီးတော့သူ့ကိုပို့လိုက်မယ်။ တို့ပြန်ပို့တာကကျွန်တော်တို့လုပ်ချင်တဲ့ဘောလေးကိုတို့ဘက်ကနေ create လုပ်ပေးတော့မှာမို့လို့အဲဒီဘောကိုအဘာအတွက်ကိုကသုံးချင်တာလဲဆိုတာကိုတို့ကိုပြောပြခိုင်းတာပါဒါနဲ့နည်းနည်းပါးပါးရေးပြလိုက်တယ်ပေါ့နော် now bowling သူကပြန်ပို့ပြီးအဲ့ဒါကျွန်တော်တို့ဘောရသွားပြီပေါ့နော်အဲအဲ့လင်းလင်းကို copy ကူထားလိုက်မယ်ဗျအဲအဲ့ဒါကိုဒီမှာစမ်းကြည့်လိုက်တော့ပေါ့နော် ခုလိုမျိုးအလွတ်ကြီးပေါ့နော်ဒါခရုတ်တွေမှဒီ opto reply အတွက်မပြင်ထားရသေးတဲ့အခွန်ကြီးပေါ့နော်အဲဒီတော့ကျွန်တော်တို့ကနေမှမှတစ်ဖက်ကမင်းမမေးခွန်းတွေကိုကြိုတွေးပြီးဖန်တီးပေးထားရပါမယ် comment တစ်ခုကျွန်တော်ဖန်တီးလိုက်ပါမယ်သူကဒီနမူနာပြထားလိုမျိုး dash လေးခံပြီးတော့နာမည်ပေးရမှာပေါ့အเจ้าရံမျိုးစာတစ်ခုခုပေါ့နော်အမမမိကုန်းတွေအော်တိုခေပေးတဲ့မက်ဆေ့တွေဆက်ပြီးတော့စောက်သွားရမှာပါဗျ။ ကျွန်တော်က ask question ကိုရွေးလိုက်တယ်အဲ့မှာပေါ်လာတဲ့နေရာမှာကျွန်တော်ကဖြည့်နည်းပုံစံတစ်ခုရွေးလိုက်ပါတယ်အဲ့ပါတော့တစ်ဖက် user အနေနဲ့မိမေးခွန်းကိုကိုကကြိုပြီးတော့ comment နဲ့ကိုထည့်ပေးထားရမှာပေါ့နော် button ခလုတ်လေးပြင်ပေးထားရမယ်အဲအဲ့ဒီမိကုန်းကတော့စလုံးရည်တဲ့ကန့်သက်ချက်တော့ရှိရပေါ့နော်အဲအဲ့မှာတစ်ဖက်ကမိကုန်းခလုတ်နှိမ့်လို့ရှိရင်ကျွန်တော်တို့ပြန်ဖြေပို့ပေးမယ့်စာကိုလည်းတစ်ခါတည်းရေးထည့်ထားပါပေါ့နော်အဲ့မှာကျွန်တော်ကအဖြေပြင်အောင်မအဲပုံလေးတွေ တကုံမှာပေါ့နော်ပုံလေးတကုံမှာတွဲပို့ခြင်းတာမို့လို့တခါလဲတွဲထည့်ထားလိုက်တယ်။အဲစိတ်ကိုနှိပ်ပြီးတော့တိမ့်ထားလိုက်ပြီပေါ့နော်ဒီဟာကို။ဒါဆိုလို့ရှင်ဟင် question တစ်ခုအတွက် auto reply တစ်ခုရသွားပါပြီဗျ။နောက်ထပ်မေးခွန်း cloud တင်အတွက်ကတော့အပေါ်အလိုပဲအဆင့်ဆင့်ပြန်လုပ်သွားရုံပါပဲဗျ။အဲခုဟာလေးကတစ်ဖက်က user အနေနဲ့ညင်ရပြီးတော့အာဘောကနေမှာမပို့ပေးမဲ့စာလီပါဗျ။စမ်းပြပေးထားတာပါ။ ဲ့ဒီလိုဆိုအထာကျအစင်းမြင့်နဲ့ကိုပိုင်ဘော့လေးတွေကိုကိုတိုင်ဖန်တီးတက်လောက်ပြီနော်နောက်ထဲစိတ်ဝင်စားဖို့ကောင်းတဲ့ဤပညာကျောင်းရာတွေကိုဆက်လက်မျှဝေပေးသွားမှာမို့လို့ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားပေးပါအောင်ဗျာ